အားလုံးပဲမင်္ဂလာပါ UK Match ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Manchester United ကအခု away ကွင်းမှာဒါကျွန်တော်တို့အခု Brentford ကို3ဂိုးတကိုးနဲ့ရှုံးနေဆိုတော့ဒီနေ့ရာသီအစပေါ့လေစုစုပေါင်း Premier League 6ပွဲကံပြီးွားပြီ6ပွဲကံပြီးတဲ့အချိန်မှာ United က3ပွဲရှုံးသွားပြီး အာဆနယ်ကိုရှုံးတယ်မန်ချက်စတာစီးတီးကိုရှုံးတယ်အခုဘရန်ဖို့ကိုရှုံးတယ်ချယ်ဆီကိုနိုင်တယ်ဒီဘရန်လီကိုနိုင်ပြီးတော့ဖူလန်ကိုတေးကြတယ်သူတို့သူတို့ဖီချာကဟုတ်တယ်အာဆနယ်ရဲ့ချယ်ဆီရဲ့မန်စီးတီးရဲ့သုံးဘွဲပါတဲ့အတွက်ကြောင့် United တို့ကပထမ6ဘွဲမှာအဲ့သုံးဘွဲဆိုတော့ tough feature လို့ပြောလို့ရတာပန်နေဒါပေမဲ့ every single game နိုင်မှာဘာ plan မှမရှိဘဲနဲ့ပျောက်တောက်ကြီးပြေးလျက်နဲ့ကစားနေတာဒီပုံစံပဲ 3ဘက်ကစားကစား4ဘက်ကစားကစားဘာကစားကစားအိုက်တိုင်းပဲဒီနေ့ဘက်မှာ United က total attempt 14ချိန်ရတယ်6 6ချိန်ရှွန်တာဂက်ရတယ်ဒါပေမဲ့တကယ်တမ်းထိထိရောက်ရောက်ဘာမှမလုပ်ပြနိုင်ဘူးဒါအခုဆိုရင်အသင်းကောင်းဆောင် Bruno Fernandes ကလည်းအခု Premier League မှာဒါစုစုပေါင်း penalty 6လုံးရှိပြီသူလွဲတာဒီရသည်မှာလည်းသူ2ဂိုးရှိပြီဆိုတော့ Man United နဲ့ပတ်သက်လို့အဓိကပြောချင်တဲ့အချက်ကသူက ဒီ statistic မှာသူပြောသွားတာဗောလေဘာပြောလဲဆိုတော့ Manchester United နီးပြားဟာတဲ့ဒီအခုဒီ statistic ထဲမှာဘာပြောလဲဆိုတော့နောက်ဆုံး46ပွဲ46ပွဲကစားတဲ့ Premier League မှာ every single game နီးပါး52ပွဲမှာ center back အမြဲလေးတယ် စံတဘက်တယောက်ကိုအမြဲတမ်းလူစားလဲတယ်ဆိုတဲ့အချက်ကိုကျွန်တော်သဘောကျအောင်မကြောက်ဘူးဗျာ။ Okay unless injury ဖြစ်တာတော့ something တခုခုဖြစ်တာတော့ okay ကိုကနောက်ကနေ chase လိုက်လို့စံတဘက်ထုတ်ပြီးတော့တိုက်ဆစ်စင်တယ်ဆိုမပြော။ तू ကစံတဘက်ကိုလူစားထဲတာ။လူလဲတာမဟုတ်ဘူးနော်လူစားထဲတာ။ဆိုတော့ထားပါတော့ယူရိုကိုထည့်ရင်ယူရိုထုတ်မကွာရဝင်မဲ့ဒီလစ်ထုတ်ဒီလစ်ထုတ်လူရှော်ဝင်မဲ့အဲ့လိုပုံစံမျိုး every single game तू 49ပွဲ तू 49ပွဲမှာ52ချိန်ကစံတဘက်လူစားလဲတယ်။ ဒါကလုံးဝမဖြစ်တဲ့ဒီ ideology ကဘာကြီးလဲပွဲထဲမှာစန္ဒဘက်တယောက်လဲမယ်စန္ဒဘက်တယောက်လဲမယ်ဆိုတဲ့အချက်အဲ့ဒါကြီးကလုံးဝ make sense မဖြစ်တဲ့အချက်ရယ်နောက်တစ်ခုကသူကိုင်းတဲ့တခြားလုံးမှာခန်းစစ်ကတကက်ပြောင်းတောင်းမယ်အခု Manchester United က Ruben Amaro လက်ထက်မှာအခုချိန်ထိကိုဒါအခု concede ပထမ goal concede တာလဲအပွဲပဲအခု33ပွဲမှာ53 goal ပေးရတယ်ဒါ Ruben Amorim လက်ထက်မှာ Manchester United ကဒါကတော်တော်တကယ်ဆိုရင်ပြ Matthias Stile ရယ် Mazzarowi ရယ် Lucio ရယ်နောက်တစ်ဖက်က Lisandro Martinez ရယ် Maguire ရယ် Yann Landeuro ရယ်ဒီလိုကစားမအစုအဖွဲ့ကိုပိုင်တာပဲ Okay injury ဖြစ်တာတွေကျွန်တော်လက်ခံတယ်ဒါပေမဲ့အလောက် အားနေတဲ့ခံစစ်ပြအဲ့လိုအားနေတဲ့ခံကွင်းလေတွေမကောင်းလို့ကတော့ခံစစ်ညံ့နေဆိုတာထက်အမှန်တမ်းပြောရင်တော့ဟိုကျွန်တော်ပြောတယ် Brentford လေကွင်းလေမကောင်းပါဘူးဒါပေမဲ့သူတို့မှာ Henderson တို့ဘာလို့တချို့ထိမ့်မဲ့ Dams ကတို့ကစားမရှိ Man United ကကွင်းလေမှာဘလုံးကလည်းမထိမ့်နိုင် Bruno Fernandes ကလည်းအဖြတ်မရအဖြတ်က Ugarte တရား Ugarte ကလည်းတိုင်ပတ်အရင်တော့ဆို Casemiro ရှိတယ်တော့သူတို့ Atleti ဆိုတော့ဟုတ်ပဲဒါပေမဲ့ United ကကွင်းလေမကောင်းတော့ခံစစ်ကအားနေအဲ့ခံစစ်ကလည်းတိုင်းတိုင်းကိုပေးရကျွန်တော်ပြောချင်တာဗျာ ဟိုခန်းစစ်ကိုတစ်ချိန်လုံးပြောင်းနေလို့ solid ဖြစ်လို့ပြောင်းရင်လက်ခံတယ်ဥကပွဲတိုင်း single 49ပွဲမှာ52ပွဲခန်းဘိုးနောက်ခံလို့ပြောင်းတယ်မိတ်ဆက်မဖြစ်ဘူးပြီးတော့53ခုပေးထားတယ်ဘာမှမထူးဘူးလေဘာအတွက်ပြောင်းမှာပြောင်းပြောင်း attacking ပြောင်းသူ bruno လည်းမထုတ်ရဲဘူး bruno လည်းမထုတ်ဒီနေ့ဆိုအံပွဲမို့ထုတ်ရမှာအံပွဲမို့ကလည်းလုံးဝသေးနေတယ်ဒါပေမဲ့ခတ်တာကလည်းအရန်မှာကျွန်တော်ကြည့်တဲ့အခါမှာမောင်းတို့ခိုးပြီးမင်းတို့ဇက်စီကလွယ်ကျန်တဲ့သူဘယ်သူမှမရှိဘူး ဆိုတော့အတင်းရဲ့အဒီထားကကျွန်တော်ထင်တော့ပြန်ပြီးတော့ဒီတက်တိုးတက်ဆရာရလက်ကမလွယ်ဘူးစိုးစုံအခြေအနေကိုမနေ့ကဆိုပြီးပြီဒါပေမဲ့ကျွန်တော်လက်ရှိနေထားရ Ruby Amro နဲ့ Man United က right manager မဟုတ်ဘူး right manager လည်းမဖြစ်နိုင်ဘူးဘာလို့လဲ तू ကလည်း तू ဟာကိုခေါင်းရမ်းပါတယ်လုံးဝလည်းအပြောင်းလည်းမလုပ်ဘူးခက်တာကလည်းကစားမတွေကလည်းတူးချင်း individual ဆိုတော့ तू က system ကြောင့်လည်းမဟုတ်ပြန်ဘူးဒီ3 3 bus system ကြောင့်လည်းမဟုတ်3 4 2 1 system ကြောင့်လည်းမဟုတ်ပြန်ဘူးသူစစ်စံထဲမှာတူးချင်း every single player အတိုင်းဟာ individual performance ညံ့နေတာ အရကပြတ်တာစစ်ဆန်ရေလို့မဟုတ်သူအင်စစ်ဆန်ထဲမှာကစားတဲ့ကောင်တွေလည်းညံ့နေဘလို့ကစားကစားညံ့နေအပြတ်တနာအကုန်လုံးညံ့နေသူကဘလို့ဖြစ်လဲဆိုကစားမတယောက်ရဲ့ performance ကိုမြင့်တင်ပေးရမယ်အစားကစားမရဲ့ performance ကဒီမှာပူပူညံ့လာတဲ့ပြတ်တနာရင်းနှီးမှာဘရူနိုရှီကကျွန်တော်တို့တခုခု something happen ဖြစ်နိုင်တယ်အခုအပေါက်လက္ခဏာဆောင်းနေတာဆိုလို့ဗျာ Chesco goal သွင်းတယ် နောက်ကုညာရှာဖြစ်တယ်ဒါတော့ပဲကျွန်တော်ဘာပြောစရာမရှိဘူးတပွဲတိုင်းမှာလို့တိ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  small step လေးတွေပဲရှိတယ်ဆိုတော့ဒါကဒါ Ruby Amro အတွက်တကယ်ကိုဘယ်လိုပြောမလဲလက်ခံရခတ်တဲ့အချက်ပဲလက်ခံရခတ်တဲ့အချက်ပဲသူတေးကြတော့ Manchester United ကဒီနည်းပြနဲ့ဘာမှမဖြစ်ဘူး United ကမဖြစ်မတီတခုခုစဉ်းစားရမှာဒါအခုလက်ရှိရှေ့တစ်ပတ်ပြကျွန်တော်တို့ Sunderland ကိုအင်္ဂွေမှာနိုင် maybe ဟာဆိုပြီးပြန်ဖြစ်နိုင်ပေမဲ့အဲ့ဒါလည်းခဏတာပဲအချိန်တန်တိုင်ပတ်အောင်မှာကျွန်တော်အမြင်ပေါ်လေဘယ်လိုမြင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါလို့ကျေးဇူးတင်ပါတယ်